မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 20ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်လူငင်းချမ်းသာကွင်းနဲ့အတူလွတ်လာတော့မယ့်ပြည်သူချစ်တော်၅ရောက်တဲ့အချိန်ကြာကြီးနေမှာပြန်လည်လွတ်မြောက်လာတဲ့ခင်မွန်းဖြစ်သူကိုအခုလိုစကားတစ်ခွန်ပြောလိုက်တဲ့ခိုင်သိန်းကြီးတဲ့လူရီမင်းနေကြရင်မိတန်းနုနဲ့ပတ်သက်တဲ့အကြောင်းလေးတစ်ခုကိုထပြောင်းလိုက်တဲ့မင်းသားမောင်မောင်တဲ့ ညောက်တကုံမှာဟင်းဝီရံနဲ့စွပြည့်တစင်အိမ်ထံပိုခန်းထားတဲ့အိမ်ကုန်းသိန်း9000နဲ့ဝယ်ပြီးခြေချသွားရင်ဝါစုခိုင်းတဲ့တဲ့မြန်မာနိုင်ငံချမ်းသာဆုံးတထေးကြီးဖြစ်ပေမယ့်ငယ်စဉ်ပွဲမှာလက်ဖွဲ့ငွေနဲ့ပါလို့လူပြောများနေတဲ့ဥစ္စာစောတထင်းပဲဖြစ်ပါရဲ့ရှင်။လွန်ငင်းချမ်းသာကွင်းနဲ့အတူလွန်လာတော့မယ့်ပြည်သူချစ်တော်၅ယောက်၂025မှာပြည်သူတွေတန်းတန်းတတလွမ်းမောနေရတဲ့ပြည်သူချစ်တော်၅ယောက်ကိုတက်ဆိုင်ရာကလွန်ငင်းချမ်းသာကွင်းနဲ့လွတ်ပြီးတော့မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဖျားနာနေတဲ့ကာလအတွင်းပြည်သူတွေရာယုံကြည်ချက်ကိုစင်နဲ့ရှင်သန်ခဲ့ကြပြီးတော့အဲ့ဒီတွေကကံမကောင်းကြောင်းမလာတဲ့လူတွေဟောင်းဖန်စီထိန်ထိန်ချင်းကိုခံခဲ့ရတာပါဖန်စီခံရသူတွေထဲမှာအထင်ကရစာရေးဆရာကြီးတွေကပြဆရာတွေရုပ်ရှင်မင်းသားမင်းသမီးတွေလည်းဝန်ထဲပွေပါဝင်ခဲ့ပါတယ်ဒါကြောင့်ပြည်သက်ကမျက်ရည်ဖြိုင်ဖြိုင်ကြတဲ့အထိဝန်ထဲခင်ရပင်တချို့ဆိုရင်အစောပိုင်းရင်းယူမှုတွေကြောင့်မိသားစုတော်မစုံလင်တော့ပါဘူး ။အချို့ကလည်းအကျင်းထဲမှာတည်းဘဝတစ်ပါးကိုကူပြောင်းသွားခြင်းကြပါတယ်။ဒါကြောင့်ပြိတ္တကခွင့်မလွတ်နိုင်တဲ့အပြစ်လုပ်ထားတာမဟုတ်ရင်အထဲရောက်သွားတဲ့ဘသူကမဆုံးပြန်လွတ်စေချင်ခဲ့ကြပါတယ်။အခုခါမှာတော့အလုံးချစ်တဲ့ပြည်သူချစ်တဲ့ဟာလူငယ်ချမ်းသာခွင့်နဲ့တူအပြင်လောကကိုပြန်ရောက်လာတော့မယ်လို့သိရပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့မိသားစုနဲ့တူပြန်လည်ပေါင်းစည်းခွင့်ရသွားမယ်။အထဲရောက်ပြည်သူအချစ်တော်ငါ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ခိုင်တင်းကြီးရဲ့မြို့သား ။လိုင်းပေါ်မှာတော်တော်လေးနာမည်ကြီးနေတာကတော့ခိုင်တင်းကြီးရဲ့မျိုးသားပြန့်လွင့်လာတဲ့တည်မဲဖြစ်ပါတယ်။ခန်းတင်းကြီးဆိုတော့ဆက်စလူထတာလေးပြင်အမှုပညာလောကမှာနာမည်ပြက်လုံးဝမရှိတဲ့မင်းသမီးကြီးတူ ဖြစ်ပြီးသူမရဲ့အမျိုးသားကလည်းလူချစ်လူခင်ပေါများသူပါအိမ်တော်ခွဲအိမ်တော်ပြက်အိမ်တော်ကြီးဖောက်ပြန်တဲ့မင်းသမီးတွေရဲ့ကြားမှာခန်းတင်းကြီးရဲ့အိမ်တော်ကြီးဟာစံထားစရာဖြစ်ခဲ့ပြီးခန်းတင်းကြီးဘဲပွဲကိုပဲတက်တန်းသူ့ယောက်ျားကအမြဲလိုက်လာတာကိုတွေ့ရပါတယ် ဒါပေမဲ့လည်းယုံကြည်ချက်တစ်ခုကြောင့်ယောက်ျားဖြစ်သူထဲရောက်သွားချိန်မှာတော့ခိုင်တင်းချီယာတိတိတတပိန်ကျသွားခဲ့ပြီးပြီးခဲ့တဲ့ကယ်ဒမီပေးပွဲမှာတော့မျက်နှာနွမ်းနွမ်းလေးနဲ့တယောက်တည်းပွဲတက်ခဲ့တာကိုတွေ့ရပါတယ်ခိုင်တင်းကြီးနဲ့ပြိုင်လာနေတဲ့တမီလေးစန့်ထိတ်တာဦးကလည်းဖခင်ဖြစ်သူပြန်လာတော့ကိုပျော်ရွှင်နေပြီ။ခိုင်တင်းကြီးကတော့အပျော်ရင်းနဲ့တူသူတို့မိသားစုလေးပြန်လဲပေါင်းစည်းပြီးဖြစ်ကြောင်းဝမ်းသာမျက်ရည်တွေနဲ့တူ LINE ပေါ်မှာ post တင်ပြီးဝေမျှခဲ့ပါတယ်။ မင်းသမီးကြီးရဲ့ဝမ်းသာတလဲဖြစ်နေတဲ့မျက်လုံးတွေကြောင့်ပရိသတ်တွေပါအပျော်ကူးဆက်ကုန်ကြပြီးအိမ်တော်ဦးစီးပြန်လာကိုစောင့်မျှော်နေတဲ့မိမသားတယောက်ရဲ့မျက်ဝန်းတွေကအယောင်တောက်ဆုံးပဲလို့တောင်တင်စားပြောဆိုနေကြပါတယ်။နံပါတ်1 DJ Violet ချက်သားတဲ့ဘဝကနေ DJ ပုတ်ပြီးနိုင်ငံကျော်မင်းသားကြီးရဲ့တားဖြစ်သူနဲ့လက်ထက်ကအိမ်တော်ကြသွားတဲ့ DJ Violet ကလည်းမကြခင်မှာလွတ်ငင်းချမ်းသာခွင့်နဲ့အတူထောင်ထဲကနေလွတ်လပ်ရေးရပြီးထွက်လာတော့မယ်လို့သိရပါတယ်။ DJ Fiona ကတော့ဖျားစာကို DJ ပုတ်ပြီးမူယူရန်ကခဲ့တာကြောင့်အထဲဝင်နေရသူဖြစ်ပြီးထောင်ထဲကနေဝဲပြောက်စင်းနဲ့စနေနှခိုင်ကိုကတ်တဲ့တိတ်လှမ်းမာခဲ့တာကြောင့်ပုံနမဲကြီးခဲ့သူဖြစ်ပါတယ်ပရိသတ်တွေကဒီကောင်မလေးကိုအမြင်မကြည့်ကြပေမဲ့လည်းမင်းသားချင်းနေမျိုးအောင်ကသူ့ရဲ့ချွေးမလေးအတွက်အင်မတန်သောကရောက်နေကြတာကြောင့်လူငယ်နဲ့တူပြန်လည်လွတ်မြောက်လာဖို့ဆူတောင်းပေးနေကြတာဖြစ်ပါတယ်။နံပါတ်3သမီးဆို နောက်ထပ်ရင်ခုံမှုအကောင်းဆုံးတည်င်းကတော့တမီဆိုလဲလွတ်ငိမ့်တဲ့အတူပြန်လဲလွတ်မြောက်အောင်မယ်လို့သိရပါတယ်တနိုင်ငံလုံးကကိစ္စတွေကိုအာချမ်းရှာချမ်းကြီးနဲ့ထိုင်ပလင်းတက်သူတမီဆိုတယောက်လွတ်လာပြီးရင်ထပ်အားချောင်းနိုင်ဦးမလားဆိုတာစိတ်ဝင်စားစရာကိစ္စပါပြိတက်ကြီးတို့ရောဒီ9ရောက်ထဲမှာဘသူကိုအလွတ်စေချင်းဆုံးလဲတမီဆိုရောထပ်အားချောင်းဦးမလားဆိုတာထင်ကြီးလေးကို comment မှာရေးခဲ့ပေးကြပါအောင်ရှင် ချိန်ကြာကြီးနေမှာပြန်လည်လွတ်မြောက်လာတဲ့ခင်မုံဖြစ်သူကိုခုလိုစကားတခွန်းပြောလိုက်တဲ့ခိုင်သိန်းချင်းပြန်လည်လွတ်မြောက်လာတဲ့ခင်မုံတိုင်နဲ့စကားတခွန်းပြောလိုက်တာကသင်းဥဆောင်မင်းသမီးခိုင်သိန်းချင်းပါအလုံးတီကြရင်တိုင်းပြည်သက်ကြီးတို့ရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့မင်းသမီးခိုင်သိန်းကြီးဟာဆိုရင်ဝါရင်တယုတ်ဆောင်မင်းသမီးကြီးတွေထဲမှာမှတွတ်တွတ်လန့်လန့်နဲ့စိတ်ထားကောင်းပြီးတော့ချစ်ဖို့ကောင်းတဲ့မင်းသမီးကြီးတူပဲဖြစ်ပါတယ်။ မကန်လီလိုချစ်စနိုးခေါ်ကြတဲ့ခိုင်သေးကြီးဟာအမှုပညာလောကမှာဟောလေးတချို့ချောအောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်တယ်လို့တာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုလည်းပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မကန်လီကအမှုပညာလောကမှာအောင်မြင်မှုတွေတတိကြီးရရှိပိုင်ဆိုင်နေတဲ့အချိန်မှာပဲသူမရဲ့ငယ်ချေဦးတူလည်းဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်တတိကြီးကိုခံနိုင်တဲ့လက်ထက်ခင်ရဖြစ်ပါတယ်။ ခိုင်တင်းကြီးဟာတိတက်လိမ်မာတဲ့သမီးလေးနဲ့အတူသူမအောင်ချစ်ခင်တမိုးထားတဲ့ခင်မုန်းတဲ့ကိုလည်းပိုင်ဆိုင်ထားကလူတိုင်းအားကြတဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်တယ်လို့ဆိုအားမှာပါ ဒါပေမဲ့လည်းလွန်ခဲ့တဲ့သုံးနှစ်ခန့်ကရုတ်တရက်ဆိုသလိုပဲမင်းသမီးခန့်သိန်းကြီးရဲ့ခင်မွန်းတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးကိုခန်းနိုင်ဟာတချို့သောအကြောင်းအရာကိစ္စတွေကြောင့်ဖန်စီထိမ့်သိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။အဲ့လိုဖန်စီခံရတဲ့အချိန်ကစလို့မက်ခန်လီနဲ့တမီလီစန့်ထိတ်ထားလို့တာမီနီယောက်တူတူရုန်းကန်ရင်နဲ့ပဲခင်မွန်းတဲ့ကိုခန့်နိုင်ပြန်လည်လွတ်မြောက်လာမယ့်နေရာကိုတော့စောင့်မျှော်နေကြတာပါ။ ထူးသဖြင့်နိုင်ငံတော်ကနေလူငယ်ချမ်းသာခွင့်ပေးလေရှိတဲ့လွတ်လပ်ရေးနေနဲ့နှစ်စံတရံနေပါဝင်အခကြီးရကြီးတွေမှာမခိုင်နီယာခင်မွတ်တဲ့ကိုခန့်နိုင်ပြန်လည်လွတ်မြောက်လာနိုင်မလားဆိုပြီးနေ့စဉ်ရဆက်ဆောင်မြော်နေကြရတာပါခင်မုန်းတဲ့ပြန်လည်လွတ်မြောက်နိုင်ရေးအတွက်လည်းသူမဟာပဋ္ဌာန်းတည်တနာတော်တွေကိုရွှတ်ဖက်ကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စူတောင်းနေခဲ့ပေမယ့်အစောပိုင်းမှာကိုခန့်နိုင်ကတော့ပြန်လည်လွတ်မြောက်လာနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့တချံကာလရပိုင်းမှာဆိုရင်မင်းသမီးနန်းထလိုင်းရဲ့ခင်မွန်းဖြစ်သူတထေကြီးဦးစိတ်တရားတယောက်ပြန်လည်လွတ်မြောက်လာပါပြီ။ဒါပေမဲ့လည်းတရုတ်ဆောင်မင်းသမီးခန့်တင်းကြီးရဲ့ခင်မွန်းဖြစ်သူမှာတော့လူငင်းချမ်းသာ권မှာပါမလာခဲ့ပါဘူး။အထူးသဖြင့်တခြားလူငင်းချမ်းသာ권ရတီမှာတော့ဒါရိုက်တာစတီနဲ့တူတခြားသောသူတွေပါလူငင်းချမ်းသာရရှိခဲ့တာဖြစ်ပေမဲ့လည်းမက္ခန်ကြီးရဲ့ခင်မွန်းတဲ့ပြန်လည်လွတ်မြောက်မလာနိုင်သေးလို့အလုံးကစိတ်မကောင်းဖြစ်ကြတာပါ။ တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးအနေနဲ့ခင်မွန်းတဲ့ကိုခန်းနိုင်မလွတ်မြောက်နိုင်သေးပေမယ့်ခင်မွန်းတဲ့ကိုခန်းနိုင်အတွက်အလူကြီးတန်းကြီးပြုလုပ်ရင်းမျှော်နေကြတာပါအခုတရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးရဲ့ခင်မွန်းတဲ့ဟာအခုရက်ပိုင်းတွင်905ကားကြီးပုံမှန်နဲ့ပြစ်ဒဏ်ချခံနေရတဲ့သူတွေအမှုရင်ဆိုင်ရသူတွေထွက်ပြေးတိမ်းရှောင်နေကြသူတွေကိုပြန်လည်လွတ်မြောက်ပေးတဲ့အထဲမှာပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ် ဒါကြောင့်လည်းအားလုံးကဝမ်းတာနေကြရတာပါ။ဒါကြောင့်လည်းခိုင်သိန်းကြီးကမျော်လင့်နေရတဲ့နေ့ရက်လေးရောက်လာပါပြီ။စူတောင်းပြေးခဲ့ပါပြီဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။အမှုပညာတလောကလုံးလည်းစိတ်ထားကောင်းတဲ့မခန့်လေးယောက်ျားကိုခန့်နိုင်ပြန်လွတ်လာလို့ဝမ်းတာနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောခိုင်တဲ့ကြည့်အမျိုးသားပြည်လဲလွတ်မြောက်လာတဲ့အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။ လူရီမင်းနေကြတဲ့မိသားစုနဲ့ပတ်သက်တဲ့အကြောင်းလေးတစ်ခုကိုထပ်ပြောလိုက်တဲ့မင်းတန်မောင်မောင်မိသားစုကသူ့အမေမို့လို့ဒိုင်းနေရာမှာထိုင်ကုန်ပေးထားတယ်ဆိုတဲ့စကားတစ်ခုကိုမင်းတန်မောင်မောင်ကတော့နှောက်ချောင်းလန်ပြီးကိုပြန်လည်ခြေပါလိုက်ပါပြီမင်းတန်မောင်မောင်ဆိုတော့မင်းသမီးကြီးမိသားစုနဲ့နမေချောဒါရိုက်တာကြီးစင်ရောမောင်မောင်တို့ရဲ့တူရီတော်သားဖြစ်ပြီးမိဘအမွေကိုဆက်ခံထားတဲ့ဒါရိုက်တာပရိုဂျူဆာတယောက်ဖြစ်ပါတယ် မင်းသားမောင်မောင်ကမကြမီထုတ်လွှင့်ပြသတော်မူစီရီတခုအတွက်တင်ယုံဆောင်ရေးပွဲကိုဦးစီးအုပ်ချုပ်ထားပြီးအဆိုပါပွဲမှာမိခင်ဖြစ်သူမိသားစုကဒိုင်ဖြစ်ပါဝင်လာခဲ့တာပါဒါကြောင့်တားလုတ်တဲ့လူကြီးပွဲမှာအမေကိုထိထားတဲ့အတွက်ပရိသတ်တွေကပွဲစုခဲ့ကြပြီးတားမီနဲ့အောင်ပေါင်းပြီးဘန်းလိုက်တဲ့ပွဲလိုခေါင်းစဉ်တက်ခဲ့ကြပါတယ်။ ဒီတဲ့င်းကတော်ရုံပွားတော့မဟုတ်ပဲမိသားနှုတ်ရဲ့ဂုံတိတ်ခါကိုထိခိုက်တဲ့အထိဖြစ်လာတဲ့ခါမှာတော့မင်းသားမောင်မောင်ကခုလိုပဲစာနေစင်းနစ်ကိုခေါ်ပြီးလူတွေမင်းနေကြတယ်။သူမရဲ့မိမိသားနှုတ်နဲ့ပတ်သက်တဲ့အကြောင်းတရားတရက်ကိုထုတ်ပြောခဲ့ပါတယ်။မင်းသားမောင်မောင်ရဲ့ထိမိပိုင်နိုင်တဲ့ပြောကြားချက်တွေကြောင့်ပြည်သက်တွေကလည်းအော်ဟုတ်ပါလားဆိုပြီးသူတို့ကိုသူတို့ပြန်လဲရှက်စိတ်ဝင်သွားခဲ့ပါတယ်။မင်းသားမောင်မောင်ကလည်းသူ့ရဲ့အမေနဲ့ပတ်သက်တဲ့စကားတခုကိုခုလိုပဲကြကြလက်ကြပြောခဲ့တာဖြစ်ပါတယ်။ အနာကတော့ကျွန်တော်လုပ်တဲ့ပွဲမှာကျွန်တော်အမေကိုတိုင်းလုတ်ခံတာလို့တားမိချင်းဖြန်ကြတယ်ဆိုပြီးပြောနေကြတယ်။ပြန်လေးစဉ်းစားကြည့်ပါဦး။မင်းသားမောင်မောင်ဆိုရင်ကျွန်တော်လူကောင်လူမဖြစ်သေးတဲ့အချိန်မှာတည်းမိသားစုဆိုတော့တနိုင်ငံလုံးမသိသူမရှိတော့တဲ့အထိအောင်မြင်ကြောက်ကြနေတဲ့မင်းသမီးကြီးပါ။အဲ့ဒီချိန်ကလေးကတချမ်းမူးစကားကပေါက်နေပါပြီ။အမေကကျွန်တော်ကိုမမွေးခင်ပါတဲ့အကယ်ဒမီနှစ်ဆုနဲ့ကျွန်တော်လူလားမြောက်တဲ့အချိန်မှာအကယ်ဒမီ၅ဆုတီတီကိုစုခွင့်ရရှိထားတဲ့မင်းသမီးကြီးတူဖြစ်ပါတယ်။ မြမရုပ်ရှင်လောကမှာအကယ်ဒမီ၅ဆုပိုက်ထားပြီးတက်ရှိထင်ရှားကျမ်းမာနေသေးတဲ့မင်းသမီးဆိုတာအင်မတန်ရှားပါတယ်။အမေဆိုတဲ့ဂုံပုတ်ကိုဖယ်လိုက်ရင်တော့ဒီလိုရေးချင်းရှိတဲ့အမျိုးသမီးမျိုးကိုကျွန်တော်ကလေးလေးစားစားနဲ့တိုင်းလုပ်ခိုင်းမှဖြစ်ပါတယ်။အခုတရုတ်ဆောင်မျက်နှာတည့်ရွေးပွဲဟာမင်းသမီးကြီးမိသန်းတို့တိုင်းလုပ်ဖို့ထိုက်တန်တဲ့ပွဲဖြစ်ပါတယ်။ဒီလိုမျိုးသမီးကကျွန်တော်မေဖြစ်နေတဲ့အတွက်အရန်လေးဂုံယူပါတယ်။ဒါကြောင့်ကျွန်တော်မိရဲ့ဂုံတိတ်ခါကိုမစော်ကားပါနဲ့လို့ချက်ကောင်းဖို့ကင်ပြီးပြောကြားလာခဲ့တာဖြစ်ပါတယ်။ ။ဒါကြောင့်ပြည်သက်တွေကလည်းရှင်းနေတရားလို့အချက်လက်ခိုင်ခိုင်မာမာနဲ့မိခင်ဖြစ်သူကိုကာကွယ်ပြောဆိုသွားတဲ့မင်းသားမောင်မောင်ရဲ့အရေးအချင်းကိုချီးကျူးနေကြပြီးအာကိုရတဲ့တန်းဆိုရာဒါကိုပြောတာမိသားနှုကတော့တောင်းမွေးထားတော့တကယ်ကိုအဖြစ်တာပဲ။ပညာလေးကလည်းတန်းအပြောဆိုကလည်းယဉ်ကျေးပြီးမီဒီယာတွေနဲ့ပြည်သက်တွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကောင်းကောင်းသိတယ်။စကားပြောရလဲပညာသားပါတယ်အစအမိသားနှုရဲ့တေယုတ်ဆောင်နိုင်စွမ်းကိုသိပြီးချစ်ခင်အားပေးခင်တာပါ အခုမိတန်းနှုရဲ့တာမင်းတမမောင်ကိုတွေ့တော့မိတန်းနှုရဲ့မိခင်ပီသားမုံတာယောက်ချလေးပေါ်အတွင်တင်ကောင်းမှုတို့ကိုပါချီးကျူးသွားရတယ်။တကယ်ကိုရှင်မုံနဲ့ပညာတတ်မိသားစုပါပဲ။အတန်းပညာရည်ချင်းနေတဲ့ဒီလောကသိရှိဟာကပိုပြီးမမြတ်ပါတယ်လို့မှတ်ချက်တွေရေးခဲ့ကြပါတယ်။ဒါရီမကတိပဲမင်းတမမောင်ကိုမိတန်းနှုကိုအမိခေါ်ချင်နေကြတယ်မိင်္ဂလီပြိတ္တတွေလည်းဝိုင်းအောင်လို့နေပါတယ်။ ဒါပေမဲ့လည်းမင်းတမမောင်ကတော့သူ့ရဲ့လုပ်ကိုယ်တော်အာယုံဆိုင်ချင်သေးရဲ့လို့ထုတ်ပြောထားပြီးယနေ့တိုင်စင်ကယ်ပေါ်ကနေရှိနေသေးပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောလူတွေမိနေကြတဲ့မိသားစုနဲ့ပတ်သက်တဲ့အကြောင်းလေးတခုကိုထပြောလိုက်တဲ့မင်းတမမောင်ပေါ့ဘလို့များထင်ကြပါသလဲနော်။ကုံမှာဟင်းဝင်ရနဲ့စိုးပြစ်သစင်အိမ်ထပ်ပိုခန်းထားတဲ့အိမ်ကိုတင်းငါးတောင်းနဲ့ဝယ်ပြီးခြေချသွားနေဝိုင်းစုခိုင်းတဲ့ မြောက်တကုံမှာကြီးကျယ်ခန်းထားတဲ့ RC Smart အင်ဂျီကိုကိုပိုင်စွမ်းစားနဲ့ဝင်လိုက်တာကဝိုင်းစုခန်းတိန်မှာအခုချိန်အင်တာနက်ပေါ်မှာတော့မုံလူမျိုးစီးပွားရေးလုပ်ငန်းရှင်တထေးမိပါတွေရဲ့ပံ့ပိုးမှုနဲ့တိန်းတောင်းချီတဲ့အင်ဂျီတလုံးကိုမင်္ဂလာလက်ဖွင့်ရရှိခဲ့တဲ့ဟေးဝင်းရဲ့နဲ့စုပြည့်သစင်တို့ဇနီးမောင်နှံအကြောင်းကိုပဲလူတွေကပြောနေတာပါဒီလိုလူပြောများနေချိန်မှာပဲဝိုင်းစုခိုင်တဲ့ကကိုပိုင်စွမ်းစာနဲ့တူဟိဝင်းရဲ့နေဝိုင်းစုခိုင်တဲ့ထက်တာတဲ့အင်ကြီးကိုဝဲပြလိုက်တာဖြစ်ပါတယ်။ အဆိုပါအင်ဂျီကတော့မြောင်းတကုံမှာဖြစ်ကခိမိလေးတန်အာစီစမဟုတ်အင်ဂျီတလုံးကိုဝိုင်းစုကန်တဲ့ကကာလာတန်ဘူတင်းငါတောင်ဝင်းကျင်နဲ့ဝယ်ယူလိုက်တာပဲဖြစ်ပါတယ်စိန်ဝင်စားစရာကောင်းတာကောင်းဝိုင်းစုရဲ့အင်တီချင်းဟာအချင်းဟောင်းဟိဝင်ရတူနေထိုင်မဲ့ရက်ကွက်နဲ့တိမ်မွေးတဲ့နေရာမှာရှိနေတယ်လို့ဆိုပါတယ် ဒါပေမဲ့မတူတာကဟဲဝီရဲ့နဲ့စိုးပြေတဲ့စင်တို့လိုမိဘရောက်ကမတွေကလက်ဖွဲ့တာမဟုတ်ပေ။ဝိုင်းစုခိုင်းသိန်းဟာဂီတလောကမှာတစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့တဲ့သူမရဲ့ကိုပိုင်ချွေနေစာကိုပိုင်ဝင်ငွေစစ်စစ်နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ဝိုင်းစုခိုင်းသိန်းဟာတစ်ချိန်ကငွေမရှိကုန်မရှိလို့အနှိမ်ခံခဲ့ရတဲ့အဆိုတော်ပေါက်စားလေးဘဝကနေအခုလိုထိတ်တန့်မျိုးသမီးဆိုတော်တရားဖြစ်လာတယ်လို့အောင်မြင်တဲ့စီးပွားရေးရှင်မျိုးသမီးတူဖြစ်ပါရက်တီလာနိုင်ခဲ့တာပါ။ ဟေဝိရဲ့မင်္ဂလာဆောင်နှုန်းကတတူသမီးမဖြစ်ခင်အားလို့ဝိုင်းစုကိုတနာခဲ့ကြတဲ့ပြည်သက်တီတော်အခုချိန်မှာတော့သူမရဲ့စွန်းဆောင်နိုင်မှုကိုကြည့်ပြီးအားကြနေကြပါပြီ။ဝိုင်းစုကတချို့လူယောက်ျားယူစရာမလိုပဲကိုချရော့ပေါ်ကိုရက်တီပင်သိန်း၅000တက်အင်ကြီးနဲ့ခြေချသွားတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတတိကြီးဖြစ်ပေမယ့်ငယ်စဉ်ပွဲမှာလက်ဖွဲ့ငွေနဲ့ပါလို့လူပြောများနေတဲ့ဦးစောဆုံးမင်္ဂလာပါပရိသတ်များရှင့် မြမထိတ်တန်တထေကြီးတယောက်ဖြစ်တဲ့ဥဇော်ဇော်ကသူ့ရဲ့ဇနီးကျော်လေးနဲ့အတူတူငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲကိုတက်ရောက်လာခဲ့ပြီးမိလူပြောစရာကိစ္စကြီးတခုဖြစ်သွားခဲ့ပါလေ။မြမတလိထုံတန်းတွေရဆိုရင်တော့မင်္ဂလာမောင်မေကိုလက်ဖွင့်ငွေပေးတာကကိုတတာရှိရင်ရှိသလားပမာဏနည်းတယ်များတယ်လို့သတ်မှတ်ထားတာမျိုးမဟုတ်ဘဲနဲ့လွတ်လွတ်လပ်လပ်ပဲတတာတရားနဲ့ရှင်ကပေးကမ်းဂုဏ်ပြုလို့ရပါတယ်။ ဒါပေမဲ့လည်းအခုခေတ်တွေပြောင်းလဲလာတာနဲ့မျှလူတွေရဲ့အာယုံဆိုင်မှုကလည်းလက်ဖွဲ့ငွေပေါ်မှာတော်တော်လေးကိုရောက်ရှိလာတာပါအခုဆိုရင်ငယ်စင်စုံတွဲရဲ့မင်္ဂလာပွဲကိုဥစောစောနဲ့သူ့ရဲ့ဇနီးက VIP ဖိတ်စာကြီးကိုကိုက်ပြီးတက်လာခဲ့ပေမယ့်သူတို့ဖွဲ့လိုက်တဲ့လက်ဖွဲ့ငွေပမာဏကြောင့်အရန်ကိုလူပြောစရာဖြစ်ခဲ့ပါတယ်ဥဆောင်ဆိုရင်မိမဖြစ်သူဝစ်စားထားတဲ့လက်ဝဲရတနာကြီးတွေကိုအရှင်ဆုံးကြည့်လိုက်မယ်ဆိုရင်တိမ်မောင်းတောင်းမောင်းဘလောက်တောင်တန်ကြီးရှိနေမလဲဆိုတော့ခံမန်းလို့ရပါတယ် အတိအကျပြောရရင် သိန်းပေါင်း6000တန်ပါတယ်ရှင်။အဲဒီလိုမျိုးသိန်းတောင်းချီတန်တဲ့လက်ဝဲရတနာတွေနဲ့ဖိတ်ဖိတ်တောင်မင်္ဂလာပွဲကိုတက်လာခဲ့ပြီမယ်လေ။လက်ဖွဲ့ဆိုင်ကလေးကပါလက်နေတာကြောင့်မို့လို့တထောင်းတန်ဆိုရင်တော့အနည်းဆုံးပါမှအရွက်တရာတော့မပြည့်လောက်ဘူးဆိုပြီးတော့လူတွေအားလုံးကထင်ကြီးပေးကုန်ကြတာပါ။ဥစ္စာဆောင်လူမျိုးမြမထိတ်တန်တထေကြီးတရားအနေနဲ့စက်သိန်းကျော်စုံရလေးကတော့ဘာမှမဖြစ်စလောက်ပမာဏပါ ပြောရရင်သူစနေရဲ့အင်းကြီးတစုံဘိုးတော်ရှိမှာမဟုတ်ပါဘူး ဒါကြောင့်အင်ကြီးတထေစာဘူးတော်မရှိတဲ့ငွေလေးနဲ့မတတားလို့ပဲအများကြီးမဖွဲတာလားဒါမှမဟုတ်တထေကြီးဆိုပေမဲ့လည်းတော်ရုံသိရုံတော့ပဲလက်ဖွဲချင်တာကြောင့်အခုလိုငွေနည်းနည်းလေးပဲသုံးခဲ့တာလားစသဖြင့်လူပြောများနေကြပါတယ်တချို့ကလည်းအကောင်းမြင်စိတ်ကလေးနဲ့တွေးပေးကြသလိုတချို့ကလည်းအနည်းဆုံးတော့တိတ်တရာနေရလက်ဖွဲတင်နေဆိုပြီးပြောခဲ့တာမျိုးတွေလည်းရှိပါတယ် တကယ်တမ်းကျတော့လက်ဖွဲ့စာကြီးပါနေရဆိုပေမဲ့အထဲမှာလည်းငွေမောင်းများချင်များနေမှာဖြစ်တယ်လို့ဘဏ်ကတွေလက်ဖွဲ့တာမျိုးတော်ဖြစ်နိုင်ပါသေးတယ်။ဒါကြောင့်မို့လို့အလောတကြီးတော့မဆုံးဖြတ်တင်ပါဘူးလို့ပဲမြင်မိပါတယ်။ပရိသတ်ကြီးတို့ကရောဥစော်စော်တို့လင်မယားရဲ့လက်ဖွဲ့ငွေကိစ္စနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြပါသလဲရှင်။